Hello hello အားလုံးမင်္ဂလာပါဒီချိန်မို့ပါဒီချိန်အကြောင်းမျိုးမျိုးကြောင့်ဗီဒီယိုလေးတွေတင်တာလေးတွေအဲဒါနောက်ကျနေခဲ့တယ်နားလည်ပေးဖို့မျှော်လင့်ပါတယ်အဲ့တော့ဒီနေ့ဒီချိန်ကဒီတင်ချာ grade 5တင်ချာမိကွန်းလှအတွက်အသေးစိတ်အညွှန်းစရာဖြစ်တဲ့ trivial or specifications ကိုဒါရှင်းပြသွားမှာဖြစ်တယ်ဒီဟာကတော့2023 2024ပညာသင်နှစ်ကအ TOEFL ဖြစ်တယ်ပေါ့နော် အရှိပြီတို့တွေမှာပြောခဲ့သလိုပဲအဲထပ်ပြီးတော့ခုနှစ်အတွက်ပေါ့နော်အဲ DOS ထပ်ရလာလို့ရှင်လည်းပဲထပ်ပြီးတော့ရှင်းပြသွားမှာဖြစ်တယ်တခုနဲ့တခုတနည်းတန်တနည်းနဲ့ကတော့အရင်ကြီးกว่าတယ်လို့တော့မရှိဘူးပေါ့နော်အဲပုံစံမီးတဲ့ပုံစံနဲ့ဒီအပိအပိမှတ်ပိမှတ်တွေအမှတ်တွေအမှတ်တွေပေးထားတဲ့ဟာတွေပေါ့နော်အဲ့ဒါလေးတွေတူတယ်ပြီးလို့ရှင်ဘာတွေတူလဲဆိုလို့ရှင်နောက်တစ်ခုကကြတော့ဒီပြန်လည်လေးခြင်ငန်းနေပြီးလို့ရှင်အထွေထွေလေးခြင်ငန်းနေတဲ့ကအဲမမေးထားဘူးပေါ့နော် ဒါမဲ့လို့ရမေးတယ်နော်မေးလည်းမေးပါတယ်အဲဒီဒီအဲဒီ tours မှာတော့လေးလာကြည့်တဲ့လောက်ကလေအဲအမှတ်ပြေးမထားဘူးပေါ့နော်သူကဒါမဲ့ခါတလီကြားလို့ရှိရင်လည်းပဲအဲအထွေထွေလေးချင်းငယ်တွေကတော့ပြလို့ရှိရင်ပြန်လဲလေးချင်းငယ်1 2 3 4ရှိမယ်ပေါ့နော်အထက်ကတင်ငန်းစာတွေလည်းမေးတတ်ပါတယ်ဒါကတော့နမူနာဖြစ်တယ်ပေါ့နော်ထပ်ပြီးတော့ခုနပြောလို့ထပ်ထွက်လာလို့ရှိရင်လည်းပဲအဲထပ်ရှင်းပြသွားမှာဖြစ်တယ်နော်အဲ့တော့ဒါလေးကအကျဉ်းလေးပဲတိထားရုံပဲပေါ့နော် အမအရေးကြီးပါတယ်အကျန်းတိထားရုံဆိုပင်မဲ့လို့ရအာဒီရောကိုကိုးကားပြီးတော့မိခွန်းနေပါလေးကျင့်ထားလို့ရတယ်เนาะ โอเคဒါဆိုလို့ရှိရင်အာရှင်းပါမယ် ဲ့တော့တင်ချာမှာဂျေရုကအခန်းဘယ်နှခန်းရှိလဲတင်ငန်းစာဘယ်နှမျိုးရှိလဲဆိုတော့အရင်ဆုံးသိထားမယ်ပေါ့နော်တင်ငန်းစာအလုံးပေါင်းဒါ16မျိုးရှိရယ်နော်အဲ့တော့ပထမဒီတက်မှာဆိုလို့ရှိရင်အပြေကိန်းနဲ့ဒသမကိန်းများနော်အဲ့မှာသိရှိခြင်းနားလည်ခြင်းအသုံးချဒါ TOEFL scale ထုံးစံအတိုင်းပဲသိရှိနားလည်အသုံးချမှာဆိုလို့ရှိရင်သိရှိခြင်းအတွက်ဒါအဲတင်ငန်းစာတက်ပေါ့နော်အပြေကိန်းနဲ့ဒသမကိန်းမှာသိရှိခြင်းမှာဆိုရင်မိကွန်ရေအတွက်တက်ပေးမှတ်ကနှစ်ဆိုလို့ခြင်းနားနှမှတ်တန်တစ်ပုတ်ပေါ့နော်နားလည်ခြင်းမှာလည်းနှမှတ်တန်တစ်ပုတ်ပြီးအသုံးချခြင်းမှာကျတော့၅မှတ်တန်တစ်ပုတ်ဒါဆို င်စုစုပေါင်းအမိကွန်ရေအတွက်ကတော့3ခုပေးမှတ်ကကြတော့6မှတ်တခါလေဒီနားမှာ10မှတ်ဖြစ်နိုင်တယ်8မှတ်ဖြစ်နိုင်တယ်ပေါ့နော်အဲနောက်တစ်ခုကဒူးတယ်ဒူးတယ်ကြလို့ရှင်အသုံးချခြင်းမှာသူကအာအမေးများတယ်ပေါ့နော်အဲမိကွန်ရေအတွက်10မှတ်တန်တစ်ပုတ်နော်ဆယ်မှတ်တန်တပုတ်ဆိုပေမဲ့လည်းဟို၅မှတ်တန်နှစ်ခုခွဲသွားတာမျိုးเนาะအဲ့ဒါမျိုးလည်းဖြစ်နိုင်တယ်။ပြီးရင်နောက်တစ်ခုကကြတော့တထက်တဲဖြစ်သောပုံများအဲ့မှာဆိုရင်တိရှိနားလည်မှာအတုံးချမှာဆိုရင်တိရှိနဲ့နားလည်မှာ နှစ်မှတ်တန်တပုတ်စီပေးထားတယ်ဒါဆိုလို့ရှင်စုစုပေါင်းမိကွန်ရေအတွက်ကနှစ်ပုတ်ပေးမှတ်က၄မှတ်ပြန်လည်လေ့ကျင့်ခန်း၁မှာဘာမှမေးမထားအောင်เนาะပြီးလို့ရှင်နောက်ခါတသမဂိမ်းများမြှောက်ချင်းကြတော့တရှိနားလေအသုံးချမှာနားလေချင်း၅မှတ်တန်တပုတ်မိထားတယ်เนาะပြီးနောက်ခုတသမဂိမ်းများစာချင်းကြတော့အဲတရှိနားလေအသုံးချမှာဆိုရင်တရှိနဲ့နားလေအတွက်ကိုပဲသူကမေးထားတယ်အာဒီနှစ်မှတ်တန်တပုတ်၅မှတ်တန်တပုတ်เนาะအဲပြီးနောက်ခုကဘဟုကံများနဲ့ ဘိုးကံများဤထောင်များเนาะအဲဘိုးကံနဲ့ဘိုးကံများဤထောင်များဘိုးကံများเนาะအမှနည်းနည်းလေးအဲ ဒီ correction နဲ့ဖြတ်ထားတာလေးကိုပြန်ပြီးတော့မေးမိလိုက်လို့เนาะဘူးကံများနဲ့ဘူးကံများဤထောင်များမှာဆိုလို့ရှိရင်တရှိနားလေအတုံးချမှာတရှိနဲ့နားလေအတွက်ကိုမေးခွန်းပေးထားတယ်နံမတန်တပုတ်ငါမတန်တပုတ်ပြန်လည်လေးချိန်ကနှစ်မှာတော့မေးမထားဘူးအပြည့်ကိန်းမှာဆိုလို့ရှိရင်เนาะအတုံးချခြင်းအတွက်ပဲဆက်မတန်တပုတ်မေးထားတယ်ပြီးရင်နောက်တစ်ခုကအပိုင်းကိန်းများပေါင်းခြင်းနှုတ်ခြင်းမှာဆိုလို့ရှိရင်တရှိနားလေအတုံးချမှာနားလေမှာဆက်မတန်တပုတ်เนาะဆက်မတန်တပုတ်ဆိုပေမဲ့ခုနပြောသလိုအပုတ်ရှိလေဖြစ်နိုင်သလိုငါမတန်နှစ်ခုကိုခွဲထားတာလည်းဖြစ် ိုင်တယ်နောက်ခုပြက်မြချင်းပြက်မြချင်းမှာတိရှိနားလဲအတုံးချမှာဆိုရင်တိရှိနဲ့နားလဲမှာနှစ်မှတ်တန်တပုတ်စီမိထားရနော် မြင်တော့ဟိုဘက်ဆာမျက်နှာမှာဆိုလို့ရှိရင်ဒါအပိုင်းကိန်းများတသမကိန်းများအပြေကိန်းများအကြာဆက်သွယ်ချက်ပေါ့နော်သင်ငန်းစာဆက်နှစ်မှာဆိုလို့ရှိရင်တရှိနားလေအသုံးချမှာတရှိနဲ့နားလေမှာနှစ်မှတ်တန်တပုတ်အာနှစ်မှတ်တန်တပုတ်ပေါ့နော်အာပြီးရင်နောက်တစ်ခုကအပိုင်းကိန်းများကိုအာအပြေကိန်းများဖြင့်မြှောက်ချင်းစားခြင်းမှာဆိုရင်အသုံးချခြင်းမှာပဲ၅မှတ်တန်တပုတ်မိထားတယ်ပြန်လည်လေ့ကျင့်ခန်းတုံးမိထားတာမရှိဘူးပေါ့နော်ပြီးရင်နောက်တစ်ခုကမိကုန်ထုတ်ထားတာမရှိဘူးစတုကံများနဲ့စတုကံများ area မှာဆိုလို့ရှိရင်လည်းပဲအသုံးချခြင်းမှာ၁၀မှတ်တန်တစ်ခုပေါ့နော်သင်ချားတော့ အဲ့လောက်ကြီးမရှုံနေဘူးเนาะသူကရှင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကြာတော့ဟိုကွက်လက်ဖြစ်ဒီဟိုစအဖြစ်မဲ့ရွေးတာလေအဖြစ်မဲ့ရွေးတဲ့ဟာဆိုတာနှစ်မှတ်တန်ဖြစ်မဲ့ပြီးလို့ရှိရင်ငါးမှတ်တန်အဲပြီးလို့ရှိရင်နောက်တစ်ခုကကြာတော့ဆယ်မှတ်တန်ဆယ်မှတ်တန်ဆိုရင်လည်းခုနကပြောလို့ငါးမှတ်တန်ကိုခွဲထားတာလေအဲပါမယ်ပေါ့เนาะဒါမျိုးတွေအဲနောက်တစ်ခုဘယ်ရောက်သွားပြီလဲပြောရင်းနဲ့ အပိုင်းကင်းများမြောက်ခြင်းပိုင်းကင်းများမြောက်ခြင်းကြတော့တိရှိနားလေအတုံးချမှာဆက်မှတ်တန်တပုတ်အပိုင်းကင်းများစားခြင်းမှာကြတော့ငါးမှတ်တန်တပုတ်ငါးမှတ်တန်အလုံးမ30ပို့လေ6ခုနော်အဲ့ဒါအဲ့ဒါပါမယ်ပြီးနောက်ခုကပြန်လဲလေးခြင်းငယ်၄မှာဆိုလို့ရှိရင်မိမထအထွေထွေလေးခြင်းငယ်မိအတွက်လေဒါကသူက TOS ထုတ်မထအောင်ပေါ့နော်ဒါဆိုအောက်ကထိုးတဲ့ကိုကြည့်တဲ့အခါကြတော့ပေါ့နော်တိရှိခြင်းအတွက်အလုံးပေါင်းတိရှိခြင်းမှာဆိုလို့ရှိရင်မိကုန်6ပုတ်ရှိပါတယ်ပေးမှတ်က12မှတ်ပါနော်တိရှိခြင်းမှာဆိုလို့ရှိရင်နောက်ခုနားလဲခြင်းအတွက်မှာက တော့အလုံးမမေကွန်10ခုရှိတယ်ပေးမှတ်က48မှတ်ပါနောက်ခုအတုံးချခြင်းမှာကြတော့အဲဒီ9ခုရှိတယ်မေကွန်အလုံးမ9ခုရှိတယ်ပြီးလို့ရှိရင်နောက်ခုကကြပေးမှတ်က40ပေါ့နော်အလုံးမမေကွန်အရေးအတွက်ဆိုရင်20နဲ့တပုတ်ပါပေးမှတ်ကတော့100ဘယ်လိုပဲပေါင်းပေါင်းပေါ့နော်ဒီကဒီအောက်ကထုတ်တဲ့ကိုပေါင်းကြည့်လဲရတယ် ဟိုအရှင်းမဒီအနီအောင်ပေါ့နော်အနီအောင်လေးနေရေးထားတဲ့ဟာတွေကိုပေါက်ကြည့်လဲရတယ်နောက်ဆုံးမှတရားရမယ်အဲ့လိုပဲဒီမိကွန်းအရေးအတွက်ကိုဒီအပြာလေးနေရေးထားတဲ့ဟာလေးကိုလိုက်ပေါင်လို့ရှင်အားလုံးပေါင်း20နဲ့ဒဘုတ်ရှိမယ်နော်အဲ့တော့ဒါကိုအဲကိုကနားလည်ထားတယ်ဆိုလို့ရှိရင်ဒီမေးခွန်းနဲ့ပေါ့နော်မေးခွန်းနဲ့တိုက်ကြည့်ပြီးတော့ဒါဘယ်လိုဒီမှာမေးတက်တယ်ဆရာဆရာမတွေဆိုလဲပေါ့နော်အဲဒါခံမဲပြီးတော့မေးခွန်းနေအဲထုတ်ထားလို့ရတယ်ကလေးတွေကိုဒါလေ့ကျင့်ပြလို့ရတယ် ဟုတ်ပါပြီဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အဲဒီ channel လေးကကြတော့ကျွန်မကအင်္ဂလိပ်စာတီးတန့်ဖြစ်တယ်เนาะအင်္ဂလိပ်စာတီးတန့်ဖြစ်တာဖြစ်တဲ့အတွက်ဒီ TOS Grade 5ကတော့ TOS ဘာသာစုံပြောပြမယ်ကျန်တာကတော့ဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ကုဆိုလို့ရှိရင် Grade 8အင်္ဂလိပ်အဲတင်ကန်းစာအကုန်လုံးကိုသင်ပေးနေတယ်ပြီး Grade 5နဲ့ပတ်သက်တဲ့ဟာတွေအဲဒီနောက်တစ်ခုကကြတော့ Grammar တွေမျှဝေပေးသွားမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်နောက်ဗီဒီယိုတွေအတွက်ကျွန်မရဲ့ဗီဒီယိုလေးကိုအဲ Subscribe လုပ်ထားဖို့မမေ့ပါနဲ့ เนาะโอเคบายบาย see you